တိုက်ပွဲဆပြီလို့အီရန်ထိပ်တန်းကောင်းဆောင်အရာဒိုလာအလီခါမီနီကတရားဝင်သတိပေးထုတ်ပြန်လိုက်ပါတယ်။သူဒီလိုမပြောခင်နိုင်ပိုင်းလိုမှာအမေရိကန်သမ္မတထရန့်ကအီရန်ထိပ်တန်းကောင်းဆောင်ကိုလလကူကူရှင်းပြနိုင်တယ်လို့ပြောပြီးအမေရိကန်ရဲ့သိခံမှုဟာပပလေးသာကြံတော့တယ်လို့ဆိုပါတယ်။ထရန့်ချမ်ပီယံရှစ်လက်နက်ချဖို့အီရန်ကိုပြောနေပါတယ်။ထရန့်ကအီရန်နျူကလ িয়ার ဆဲုံတွေတိုက်ခိုက်ရမှာအမေရိကန်စစ်တပ်ရဲ့ပိုင်ဆိုင်မှုတွေကိုတုံးဖို့ပေါ်ပြီးတော့သွေးပူလာနေပါတယ်။ပြိပကအဆုံးသက်ရေတန်မန်နီလန်ရဖြည့်ရှင်းဖို့စိတ်ကူးကိုရှုတ်ချတယ်လို့ အမေရိကန်အရာရှိတွေကပြောပါတယ်။အီရန်ကလိုက်ရောပေးမဆိုရင်တန်နမန်နီလန်ရဖြည့်ရှင်းမှုလမ်းဖွင့်ထားတယ်လို့ဆိုပေမဲ့အီရန်ရဲ့တင်းမာတဲ့ပြုမှုကထရန့်ရဲ့ချင်းကပ်ဖို့အပြောင်းအလဲကိုဖြစ်စေတယ်လို့ဆိုပါတယ်။အစ္စရေးစစ်တပ်ကဗိုလ်ခုနှစ်ဆော့ပိုက်မှာအီရန်ရဲ့အာယုံကန်ကရိယာနဲ့ဒုံးကျည်ထုတ်တဲ့နေရာတွေကိုလေရင်စင်းကားစီကျော်ပါတဲ့စစ်စင်ရင်နဲ့စတိုက်ခဲ့ပါတယ်။ထောင်လိုင်းဌာနခွဲကတိကျတဲ့ထောင်လိုင်းရဲ့လက်ညှိုးအောက်မှာလေတက်တက်လေရင်စင်းကားစီကျော်ဟာတီဟီယံမြို့တော်ဒေသက စစ်ဘက်ဆိုင်ရာပြစ်မှတ်တွေကိုဇက်တိုက်တိုက်ခတ်ခဲ့ပါတယ်ပြစ်မှတ်တွေထဲမှာမြေပြင်ကနေမြေပြင်ကိုပြစ်တဲ့ဒုံးကြီးတွေမြေပြင်ကနေဝင်ဟင်ပြစ်တဲ့ဒုံးကြီးတွေကိုထောက်လုပ်တဲ့နေရာတွေပါပါတယ်အီရန်ရဲ့နျူကလ িয়ার လက်နက်ခွင့်ပြုတဲ့ရေးစီစဉ်ကိုကြောထောင်းနောက်ခံပြုထိုင်တဲ့တီဟီရန်မျိုးတော်ကစစ်တပ်လက်ထောက်လုပ်ရေးစီစဉ်ကိုတိုက်ခိုက်ခဲ့တယ်လို့အစ္စရေးကပြောပါတယ်ဒီစစ်တပ်လက်တွေဟာနျူကလ িয়ার လက်နက်တွေတီထွင်ထောက်လုပ်ဖို့ရည်ရွယ်ထားတဲ့အီရန်အစိုးရအတွက်ရူနီယံကိုတန့်စင်စေတယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ် ဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার စီစဉ်နဲ့ပတ်သက်တဲ့သတင်းချက်လက်ကိုဒိဗယ်ပြန်ဆိုပုံမှာအမေရိကန်နဲ့အစ္စရေးကိုမကြာခဏသဘောထားကွဲလွဲစေပါတယ်။မကြာသေးမီမက်လာမှာအမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး 2C ကားဘက်ကအီရန်ထိပ်တန်းကောင်းဆောင်ကြီးခါမေနီဟာ2003ခုနှစ်မှာဆိုင်းငံ့ခဲ့တဲ့နျူကလ িয়ার လက်နက်စီစဉ်ကိုပြန်စားဖို့ခွင့်မပြုထားဘူးလို့အမေရိကန်ထောက်လှမ်းရေးတိုင်ဝမ်ကအကဲဖြတ်ကြောင်း ထွက်ဆိုလာပါတယ်။ American ကတော့လောလောဆယ်မှာအရှိလေပိုင်းကိုတိုက်လေရင်နေဆေလွတ်ထားတယ်လို့သိရပါတယ်။ဒါပြင် American ရဲ့လေရင်နေသင်္ဘောကြီးတွေဟာလည်းအရှိလေပိုင်းကိုလမ်းကြောင်းပြောင်းကွာလာနေပြီဖြစ်ပါတယ်။တကယ်လို့ဒါသမရထရရဲ့အမိန့်တစုံတရာကိုရမယ်ဆိုရင်ဆိုပါလေရင်တင်သင်းမိုးကြီးဒီပေါ်မှာစစ်လေရင်တွေဟာဓာတ်ရိုက်တိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်။